ဒီမွေးနေ့မှာဖယားတော့ကြောက်တပါဒီမွေးနေ့မှာလာဆောင်မဲမဲနနာလို့ကျွန်တော်သစင်းဖန်ကိုအပီနောက်ဆင်းနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်မတရားနေဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါရှင် You're the chilling and no sense me to yeah as an FM ရိသတ်များရှင်မတရားနေအစီအစဉ်ရဲ့ဝင်းနေစုတောင်းအစီအစဉ်မှာဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပြရမယ့်ဝင်းနေရှင်ကတော့မိထီလာမနေတဲ့ကိုကောင်းတန့်ပဲဖြစ်ပါတယ်။ကိုကောင်းတန့်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့25နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မိထီလာမနေတဲ့ဖဖေဦးကျော်စွာမမေတော်ရှင်ရင်သူချစ်စနီမတ်ရှင်လေးဝေချစ်သမီးမတ်ရွှေရင်ချစ်နဲ့အမမဝင်းပပအောင်တို့ကပောင်းဝင်းစုတောင်းပေးလာပဲဖြစ်ပါရှင်။ ။တစည်ဖန်ရင်ပြည်သက်တွေအားလုံးကိုမတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ ပရိသတ်များရှင်ဒီနေ့အမှတ်တရနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်မှာပါဝင်လာတဲ့သူကတော့မိုးကုတ်မာနေတဲ့ចောင်းအောင်ဆ iam မကြီးဒေါ်ရှင်ရှင်ညီမဖြစ်သူတူနာပြူဆ iam မမနှင်းရေသနာဝင်နဲ့ညီဖြစ်သူဒေါက်တာအောင်နေဦးတို့ကပါဝင်တောင်းဆိုပေးလာပြီဖြစ်ပါရှင်ဟုတ်ကဲ့ပါရှင်သူတို့ကတော့ဒီနေ့မှာဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ကိုရောက်ရှိလာတဲ့ဘုံမူးထွန်းထွန်းစော်နဲ့ဆ iam မဒေါ်နယ်နီထွန်းတို့အတွက်ကိုပါဝင်တောင်းဆိုပေးလာပြီဖြစ်ပါရှင် ပရိသတ်များရှင်ဒီနေ့မှရောက်ရှိလာတဲ့အမှတ်တရနေ့အစီအစဉ်ရဲ့ချက်ချင်းအစီအစဉ်လေးမှာနောက်ထပ်ပါဝင်လာတဲ့သူကတော့နေပြည်တော်မှာနေတဲ့မဆာလေးပဲဖြစ်ပါတယ်။မဆာလေးကတော့မိုင်းပတ်မှာတောင်ရင်ထမ်းဆောင်နေတဲ့ကိုအောင်စရာနဲ့ဒီနေ့မှရောက်ရှိလာတဲ့ချစ်သူတတန်းတနည်းပြည့်အတွက်ကိုကိုရင်ပောင်ရင်တောင်းဆွလာပဲဖြစ်ပါတယ်ရှင်။စကားလက်ဆောင်လေးလည်းပြောထားပါသေးတယ်။စကားလက်ဆောင်လေးကတော့အဝေးမှာကျမရဲ့ဂီယူဆိုင်ပါအစစအရာရာလေးဂီယူဆိုင်ပါအများကြီးနားလေပေးလို့လည်းအများကြီးချစ်ပါတယ်ဆိုပြီးတော့စကားလက်ဆောင်လေးပါထားပါပဲဖြစ်ပါတယ်ရှင်။ ။သစဖန်ပရိသတ်များရှင်မတရားနေအစီအစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ပရိသတ်ကြီးကမတရားနေအစီအစဉ်ကနေပြီးတော့မင်းနေရှင်တွေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့အားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစင်းဖယံဖုန်းနံပါတ်ဖြစ်တဲ့09336391639ကိုနေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းမှာ မိတောင်းဆိုပေးခြင်းနဲ့နေရမတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစယံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူသစယံဖန်နာဒိမဲ့ YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့ရဲ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။